ကြာဟောင်း MI Radio ရဲ့လက်ညှိဖက်အစီအစဉ်ကနေပြီးတော့မှအာလောက်စနဲ့ပြန်တွေ့ရပါတော့။အာလောက်စကတော့လောက်ဟာ International Education မှာအာတရုတ်စာသင်နေတဲ့ချင်းစုလောက်စပဲဖြစ်ပါတယ်။အာဒီနေ့မှာဆိုလို့ရှိရင်လောက်စကကြတော့ဒီ HSK စာမွေးမှာပေါ့နော်ဖြည့်တယ်ဆိုလို့ရှိရင်အမ်ဘာဒီလိုအပ်လဲပေါ့နော်ဒီရဲ့လိုအပ်တဲ့အခြေခံအချက်လက်တွေပြောပြတော့မှာဖြစ်ပါတယ်။အော်တော့ပထမဆုံးအနေနဲ့ပေါ့နော်စာမွေးဖြည့်တယ်ဆိုတော့အာထုံးစံအတိုင်းပေါ့နော်စာရမှဖြစ်မှာပေါ့။ စာမဖြစ်မယ်အဲ့တော့ကိုကအဲကိုဖြေမဲ့ level alike ကိုအဲကိုက်ညီတဲ့စာရနေမှာတော့အဆင်ပြေမှာပေါ့မိကုံဟောင်းတွေကိုတခြားလေးလိုက်ပြီးတော့မှလေ့ကျင့်ထားမယ်အဲ reading ပဲဖြစ်ဖြစ် listening ပဲဖြစ်ဖြစ်ပေါ့နော်ဒီ speaking ပဲဖြစ်ဖြစ်ကိုကလည်းကိုအိမ်ကနေပြီးတော့မှာပေါ့နော်ပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ထားမယ်ဆိုလို့ရှင်တွားဆောင်မွဲရောက်တယ်ဆိုလို့ရှင်အရင်မစိမ့်နေတော့ပေါ့ okay ကိုကကျတော့ဆောင်မွဲဘယ်လာမှာဖြစ်မယ်ဆိုတာကိုကိုကရွေးချယ်ပြီးပြီဆိုလို့ရှင်ကိုကဘယ်နေရာမှာဖောင်တန်ရမှာလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်အရေးကြီးရေပေါ့ ဖောင်တင်တော့မယ်ဆိုလို့ရှင်ပထမဆုံးလိုအပ်ချက်ကားပါလဲဆိုလို့ရှင်အာလော့စရိုရဲ့ဒီရဲ့ ဓာတ်ပုံပေါ့နော်ဓာတ်ပုံကကျတော့သူကနလက်မပေါ့နောက်ခံ background ကကျတော့အဖြူဖြစ်ရမယ်အဲဒါပြလို့ရှိရင်ဒုတိယတစ်ချက်အနေနဲ့ကကျတော့ကိုရဲ့ဒီရဲ့မိတူပေါ့ကိုကစာမွေးဖြေတဲ့အချိန်မှာဆိုလို့ရှိရင်အာနိုင်ငံသားမပုံတင်ကိုယူသွားမှာလားဒါမှမဟုတ်လို့ရှိရင်နိုင်ငံကူးလက်မှတ်ကိုယူသွားမှာလားပေါ့အဲအာရဟာကိုမူတည်ပြီးတော့မှကွာမိတူတစ်စုံယူသွားရမယ်အာဒါပြလို့ရှိရင်ဆိုရင်ဒီရဲ့ဟိုပါ soft copy hard copy ပေါ့နော်တောင်းတယ်ပေါ့ဟိုဒါကကျတော့စာမွေးစင်တာတွေကကျတော့သူ့ရဲ့စင်တာနဲ့လိုက်ပြီးတော့မှပေါ့နော်ဟိုတောင်းဆိုချက်တွေကတော့တချို့ကွဲပြားတာလေးတွေရောရှိရပေါ့ အော်အဲ့တော့ကြတော့ဆမ်မွေးဖြီးပြီပေါ့နော်ဖောင်လဲတင်ပြီးသွားပြီဆမ်မွေးရိတ်လဲတွင်းပြီးသွားပြီအဲ့တော့ဆမ်မွေးဖြီးပြီဆိုလို့ရှင်လာဆိုတော့ဘာဒီလို့လဲဆိုလို့ရှင်အာပထမဆုံးတစ်ချက်အနေနဲ့ပေါ့နော်ဟိုလာဆိုတော့ဒီရဲ့နိုင်ငံဒါမှတ်ပုံတင် ပေါ့နော်ဒါမှမဟုတ်လို့ရှင်ဒီနိုင်ငံကူးလက်မှတ်ပေါ့သူရဲ့မူရင်းလိုပဲပေါ့နော်ဒါအရင်အရေးကြီးရဲ့ကိုဘက်ကနေယူလာရမယ်ဟာပေါ့နောက်ထပ်တစ်ခုကကျတော့ဒီ paper base နဲ့ဖြည့်မဲ့လူတွေပေါ့နော်အထူးသဖြင့်အော်သူကဘာယူရမလဲဆိုလို့ရှင်သူက 2B ခဲတန်းကိုယူရမှာပေါ့ 2B ခဲတန်းယူရမယ်အဲဒါပြီးလို့ရှင်ဆိုဒီကိုမားတဲ့ခါကျရင်ဖြတ်ဖို့ခဲပြဲယူရမယ်ပေါ့နော်တကယ်လို့ကိုက 2B ခဲတန်းနေမားပြီးယူလာချိုးချ 2B မယူဘဲနဲ့ HB ခဲတန်းနေယူလာတယ်တို့အဲဘာညာဆိုလို့ရှင်ပေါ့နော်ဒီရဲ့အာဆာမိုးဝဲစောင်းနေပေါ့နော်ဆရာဆရာမတွေကိုကွာတစ်ချက်ပေါ့နော်အတိပေးပြီးတော့မှအာသူတို့နာနေတစ်ချက်ငါ ားလို့ရတယ်ပေါ့။ဘာလို့လဲဆိုလို့ရှင်ဆာမွေးဖြီးတဲ့အခါမှာသွားလေတူးပြီးခဲတဲ့နဲ့မှမဟုတ်လို့ရှင်သွားကြတော့အဲ့လိုမျိုးသွားဆက်ကမဖက်ဘူးပေါ့။သွားဆာမွေးဖြီးအချိန်မှာသွားဆက်နဲ့ဖက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဟိုအားကြောင့်မို့ဒီတူးပြီးခဲတဲ့နဲ့ဖြီးဆိုကအရန်အရေးကြီးပါတယ်လို့အာအခု loss ပြောပြမှာကျတော့ HSK level 1အတွက်ပေါ့နော်အဲဒီရဝကြဖွဲ့စည်းပုံတရားလေးကို loss ပြောပြမယ်အဲဒီမှာ HSK level 1မှာဆိုလို့ရှိရင်တော့အဲ 我是学生မို့အဲကျမကတော့ကျောင်းသူဖြစ်ပါတယ်ပေါ့ဒီမှာဆိုလို့ရှိရင်我ကကြတော့အာကျွန်တော်ကျမပေါ့နော်အဲ是ကကြတော့ဖြစ်ပါတယ်学生ဆိုလို့ရှိရင်ကျောင်းသားပေါ့နော်ကျောင်းသူပေါ့အဲဒီလိုအရင်ရိုးရှင်းတဲ့စာကြောင်းလေးတွေစာလုံးလေးပဲတုံးလို့မှသွားွက်ကြဖွဲ့စည်းထားတယ်ပေါ့နော်အဲနောက်ထပ်တစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကြတော့这是我的书ပေါ့အာဒီဟာကတော့အဲကျမရဲ့စာအုပ်ဖြစ်ပါတယ်ပေါ့ 这路这是、啊、路，大理说的羊肉的不喏，大理阿肉、大家肉不喏，是家肉皮白的，我的叔叔咯，他妈也是，我皮白的不？我他老爸呗，俺因小腿的哈哩们爸，不喏，我那天我妈他讲，不一买。美食现在。疆咯，他家有三个人，呃，都也哎妈我喏，他嗦都。 家有ဆိုသူအိမ်မှာရှိပါတယ်ပေါ့เนาะ san ke ren ဒီမှာဆိုလို့ရှိရင်လာဆိုတော့အရေးအတွက်ပါလာမယ်ပေါ့เนาะ san ပေါ့အဲဒါပြီးလို့ရှိရင်ဆိုရင် ke ပေါ့သူရဲ့မျိုးပြစကလုံးပေါ့เนาะအာသူရဲ့အိမ်မှာတော့လူ၃ယောက်ရှိပါတယ်ပေါ့အဲ့တော့လောက်စအခုမှာကြာတော့ hsk level 2အတွက်အဲဝကြပေါ့เนาะဥပမာဝကြလေးပြောပြမယ်ပေါ့ဟို hsk level 2မှာဆိုလို့ရှိရင်တော့ကြာတော့ဟိုပေါ့เนาะအာကရိယာတွေနမဝုဒေသနာတွေဟို 的沙龙的像那个像我身边还有巴拉梅啵啊，五八年嘞表妹是罗先我和他一起去学校不？呃，他妈是罗先英，我和他今老嘞读嘞，合住的是龙里湾咯，阿拉里里巴拉梅一起说读读啵，去学校说了多不晓得巴拉梅，呃，那边的话不不嘛西拉梅啵，啥家伙喏，也一路哩哩啵，我拿出来看啵喏，这看下假如这本书放在。 桌子上嘛，哦，第三奥利索路线，在微博嘛点他吧的啵，啊，这本书啊，第三奥利加罗放索路线都拍的啊嘞，不如嘛念啦没，呃，第二啊嘞吧的啵，他们都啊叫做三张布西来嘞的啵啵喏，他叫 H S K 嘞呗，读也得他啵喏，然后那他呃老师说表表嘛叫第 H S K 嘞呗，出一段得他哩啵喏，呃，都啊叫做第嘛索路线，耐心嘞，是容易巴啦没啵，哦，我不嘛你嘞索路线，他比我高，呃，比索嘞是个容易啵，比索啊叫 tap。 ပေါ့เนาะအဲ့တော့ထားပြီးတော့ကောင်းဆိုလို့ရှင် သူကအာကျမထက်ကိုအရက်ပိုရှည်တယ်ပေါ့ပိုပြီးတော့မှအဲအဲ့လိုစလုံးလေးပါလာမယ်နိုင်ရှင်တဲ့ဟာလေးပါလာမယ်ပေါ့เนาะဒါပြီးရင်你想喝咖啡还是茶အဲ့တော့အမင်းကအဲဟိုပါဗောနော်ဒီ coffee တောက်ချင်တာလားဒါမှမဟုတ်လို့ရှင်လက်ဖေးတောက်ချင်တာလားဗောအဲမှာ high ဆိုတဲ့အဲဆလုံးလေးတွေသွားပို့လာမယ်ဗောနော်ဟိုစာချောင်းကကျတော့ရှေ့ယုံနေမကဘူးစာချောင်းအရှိတချောင်းနဲ့တချောင်းကြားထဲကဆက်ပြီးတဲ့ဒီရဲ့စကားဆက်လေးလည်းသူပို့လာမယ်ဗော HSK level 4ဆိုလို့ရှိရင်အာသူကကျတော့ဒီအတဓာတွေကပို့ပြီးတော့မှရှုပ်ထွေးလာမယ်ပေါ့ပို့ပြီးတော့မှလည်းများလာမယ်ပေါ့စကလုံးတွေကလည်းများလာတယ်ဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုအရှိရဆိုလို့ရှိရင်လောက်ဆိုတော့ဒီကြောင်းတို့အဲဟိုဗါလဲစာကြီးတိုက်တို့အဲကြောင်းသားကြောင်းတို့ဒီလောက်ပဲပေါ့အခုတည်း level 4မှာဆိုလို့ရှိရင်သူကကျတော့ဒီနေ့စဉ်ဘဝတွေကိုကတခုခုဘာတွေလေ့လာနေလဲပေါ့အဲဒါဘလို့ရှိရင်ကိုရဲ့အလောက်ကနေပတ်သက်တဲ့ဟာတွေပေါ့နော်သူက မင်းနေနေများလာတလောက်ဒီရတရာဖွဲ့စည်းပုံညာလဲပိုရမခြေပြန့်လာတယ်ပေါ့အာဥပမာဆိုလို့ရှိရင်သူကကျွန်တော်ဝီယိုစကြန်ချုပ်ချီ运动ပေါ့အာကျွန်တော်မှာဒီရအချိန်ရှိတာ ਨੇ ပေါ့เนาะတခါတယ် ီချင်းကန်တက်လို့တယ်ပေါ့အဲ့မှာဆိုလို့ရှိရင်သူရဲ့ဝါဒနာပါလဲပေါ့ဒါဆိုလို့ရှိရင်သူဝါဒနာအားကစားဖြစ်တယ်ပေါ့အဲ့တော့ကျော်ဒီရဲ့တရားကိုကြည်ရနေလို့ဆိုတော့ဒီဇလုံးအသေးပဲပေါ့နော် နားလေယုံနေမကောက်ဒီရဲ့တရားတုံးထားတဲ့အတုံးတုံးညာလဲပိုဘရမဟိုအဆင်မြင့်လာတယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးပေါ့ဟိုနောက်ထပ် HSK level 5ပေါ့နော် HSK level 5ကကျတော့ဝေါ်ဟာရာတွေကလည်းအရင်များလာပြီ2500လောက်ရှိလာပြီအဲ့တော့ကျော်သူကပိုဘရမပေါ့နော်ဟိုအဆင်မြင့်နေပိုဘရမရှုပ်ထွေတဲ့အာတရားပုံစံနေနဲ့စကားပြောဆိုပုံအမျိုးမျိုးသူကတွေ့ရလိမ့်မယ်ပေါ့ 啊，你妈是罗先，哦、like，老是罗弟，上面的大的，你别伢呢，大三呢，在龙里来读阿波来，是不咯？啊，五百码里呢，比我妈是罗先。他虽然很忙，但是他每天坚持学习。你妈是罗先读啊，阿些么咯？哦，啊，老小在书皮卖，啊，老虽然么咯在书皮卖不，啊，但是他皮卖不咯，读啊叫做每天坚持学习，读啊，你来你来上午坚持滴滴查查的，是不咯？我就在不嘛。 တင်ယူပြီးတယ်ပေါ့အဲ့လိုမျိုးပို့ပြီးတော့မှဆလုံးညလည်းအဆင်မြင့်လာမယ်စာဒီစကားဆက်တွေပေါ့နော်ဒီရဲ့တရာဖွဲ့စည်းပုံညလည်းပို့ပြီးတော့မှအဆင်မြင့်လာတဲ့တဘောပေါ့အာအဲ့တော့ကြောက်ဒီ level 5 6ပေါ့နော်လောစခနာပြောခဲ့တယ်လို့ပဲတွားဒီ writing mind ပို့ရမှာလေအသာပေးရဆိုလို့ချင်းကွာတကယ်လို့စာမွေးမှာဒီမျိုးစကားဆက်လေးတွေပေါ့နော်ဒီလိုတဒါလေးတွေကိုတွားထည့်ပြီးတော့မှတုံးဝင်းမယ်ဆိုလို့ချင်းလေတွားအဲ့လိုမျိုးဟို writing အတွက်အမှတ်ကောင်းကောင်းရရတယ်ပေါ့ ဟုတ်ကဲ့နောက်ထပ်တစ်ခုကကြတော့ HSK level 6ပေါ့เนาะ HSK level 6ကကြတော့ဟိုလောစခဏပြောခဲ့တယ်လို့ပဲဟိုရိုးရှင်းတဲ့စကလုံးတွေမကဘူးဟိုဘောเนาะဟိုဘက်တစ်ဖက်ကဟိုဘယ်လိုပြောမလဲဟိုတရုတ်နိုင်ငံဒါပဲဖြစ်ဖြစ်တခြားပေါ့เนาะဒီတရုတ်စာလေးလာနေတဲ့လူတွေပဲဖြစ်ဖြစ်အပြန်အလှန်ပုံရမစကားပြောလာနိုင်တယ်ကိုဘယ်လိုတွေးတယ်ကိုဘယ်လိုထင်တယ်ဆိုတာလည်းပြောပြလာနိုင်တယ်လို့ဟိုဘက်တစ်ဖက်ကလူကလည်းပေါ့เนาะအာဒီအသွေးတွေဘာတွေနဲ့လဲဖလှယ်လာနိုင်ပြီပေါ့အဲအဲ့တော့ကြတော့သူတို့တုံးတဲ့စကလုံးတွေတရားတွေကလည်းပုံပြမအဆင်းမြင်လာတဲ့တဘောပေါ့ဟိုဥပ မအနေနဲ့ပြောမယ်ဆိုလို့ရှိရင်他不仅学习成绩好而且品德也很好哦ဒီမှာဆိုလို့ရှိရင် तू อ่ะစာတော်ယုံနေမကဘူး तू ရဲ့ဒီရဲ့အကျဉ်းစာရိတ်တာပေါ့နော်ဒီအကျဉ်းစာရိတ်တာပိုင်းနဲ့ပတ်သက်ပြီးတော့မှလည်း तू อ่ะအရန်ဟိုမှာကိုဟိုကောင်းတယ်ပေါ့ဒီမှာဆိုလို့ရှိရင်အာစာရိတ်တာတို့အဲဒါပြင် तू ရဲ့ဒီရဲ့ကျင့်ဝတ်တို့အဲအဲ့လိုမျိုးပေါ့နော်ဒီရဲ့စာစာဆိုနောက်မှ तू อ่ะရိုးရိုးစာမဟုတ်ဘူး तू อ่ะ तू ရဲ့အဲစာရဲ့ reset ပေါ့နော်အဲအဲ့လိုမျိုးလေးတွေပါ तू อ่ะပို့ပြီးတော့မှအဆင်မြင့်လာတဲ့သဘောပေါ့နော် ဒီနေ့မှာတော့ဗောနော်လောက်စကားဒီ HSK ဆောင်မွေးနဲ့ပတ်သက်တဲ့အခြေခံလိုအပ်ချက်တွေဗောနော်ဆောင်မွေးဖြစ်တဲ့ချိန်မှာဘာတွေလိုအပ်တယ်အဖောင်ကိုဘယ်လိုတွေတင်ရမယ်ဘယ်ဟာလေးတွေသတိထားမယ်ဆိုတော့အချက်တွေရဲ့နောက်ထပ်ဒီရဲ့ HSK ဆောင်မွေးဖြစ်တဲ့ချိန်မှာဗောနော် level alike ဗောနော် HSK 1 to 6ဗော level alike အဲဒီလေ့လာရမယ့် ဝဟာရတွေရဲ့အခြေခံတရားတွေရဲ့ဒါတွေအကျမ်းဖြင့်လောက်ပေါ့နော်လောက်စားပြောပြခဲ့တာဖြစ်ပါတယ်အဲအဲ့တော့ကြတော့ဟိုနောက်နေ့မှာလဲပေါ့နော်ဒီ HSK ဆာမိုဝဲနဲ့ပတ်သက်ပြီးတော့မှအာလောက်စရိုးဆက်လက်ပြီးတော့မှပြောပြမှာဖြစ်လို့ပေါ့နော်အာအလုံးလဲအကြည့်ရှုပေးပါအောင်လို့အမ်စိုက်ချက်ไอเรดิโอ Hear it. Feel it. Love it.